ဟယ်လိုအားလုံးဝင်ပြီကလောပါဖူဘမချင်းကနေကြိုဆိုပါရယ်ပြီးခဲ့တဲ့ရာသီရဲ့ဘောနော်ဒါ PFA Players Player of the Year ဆုကိုကျွန်တော်တို့ဒါလက်ရှိရရှိဖို့နဲ့ပတ်သက်ပြီးတော့6ရောက်ကျွန်တော်တို့စကားတင်စရင်ကျွန်တော်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ဒါနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နေနဲ့ဆွေးနွေးကြည့်အောင်ပါ။ဆိုတော့ဒီဆင်းနဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့က Bruno Fernandes Manchester United ကနေ ပြီးတော့ပါဝင်နေတယ်။ Newcastle က Alexander Isak ကျွန်တော်ပါဝင်နေပြီးတော့ လီဗာပူးသင်းရဲ့ကွန်းလင်ကစားမပြီးသူမက်အာလစ်စတာကျွန်တော်တို့ပါဝင်နေတယ်လို့ချဲလ်စီကခိုရူဖာမှာအာစနယ်ကဒက်ကလန်ရိုက်စ်နဲ့ဒါဖလားရခဲ့တဲ့မိုဟာမက်ဆာလာတို့ကျွန်တော်ပါဝင်နေတယ်ဒါဟာလက်ရှိပေါ့နော်ဒီ2025ခုနှစ်အတွက် PFA Players Playoff the Year ဆုအတွက်ဒါလုံးဝ nomination 6ရောက်ပေါ့ဗျာဆိုတော့ဒီထဲမှာဘယ်သူကဆုရသွားမယ်လို့ညီကတို့ထင်ကြလဲဒီနေရာမှာတယောက်ချင်းစီတိုင်းရဲ့ဆွမ်းဆောင်ရည်တွေကကျွန်တော်တို့ကြည့်ရင်ဒါဆာလာတို့ဘာလို့ကတော့လုံးဝပြောစရာမလိုတဲ့ကစားသမားတွေပေါ့နော် ဒီပီးမြားလေးမှာဆိုလို့ရှိရင်ဂိုးဖန်တီမှုအများဆုံးထင်ပါတယ်เนาะဂိုးဖန်တီမှုအများဆုံးဂိုးပေါက်ဂိုးအားပါလေဂိုးရရှိမှုကျွန်တော်အများဆုံးပီးမြားလေးဖလားကိုလည်းကျွန်တော်ယူနိုင်ခဲ့တယ်ဆိုတော့လီဗာပူးသင်းအောင်မြင်ခဲ့တဲ့ပြီးခဲ့တဲ့ရာသီမှာမိုဟာမက်ဆာလာရဲ့အကျိုးပြုနိုင်မှုတွေကအများကြီးပဲ twin goal နဲ့ဖန်တီမှုတွေဟာသူ့စီကနေပြီးတော့အတိတ်ကလာတယ်လို့လီဗာပူးသင်းရဲ့တိုက်စစ်ပိုင်းမှာ တော်တော်ကြီးကိုအင်မတန်အရေးပါလို့တဲ့ကစားမတရားသူ performance ဒီကတော့ဒီကစားမအတွက်ဒီစုဟာရဖို့အတွက်အချိန်ကြီးတော်တော်ကောင်းနေဆိုတာကျွန်တော်ဒါချပြစရာတော့ကျွန်တော်မလိုဘူးပေါ့နော်ဒါလေဘာဝူးတင်အတွက်ထင်အကောင်းဆုံးကစားမတရားအဖြစ်ရှိခဲ့တာမဟုတ်ဘဲနဲ့မိုဟာမက်ဆာလာကပရီးမီးယားလိအတွက်ပါပါကျွန်တော်ဒါအကောင်းဆုံးကစားမတရားအဖြစ်ကျွန်တော်ရှိနေခဲ့တာဒါကြောင့်ဟိုမိုဟာမက်ဆာလာကတော့ဒီစုကိုရဖို့အတွက်ရေပန်းအစားဆုံးကစားသမားလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော် နောက်ထပ်တစ်ယောက်ကလေဘာဝူးတင်ရဲ့ဘက်ကပဲအလစ်စတာပါ ဒီနေရာမှာတခုရှိတာကကျွန်တော်နေနဲ့ Alistar ဆိုတာထက်ကျွန်တော်ပူပြောလင်းခဲ့တာက Graven Bridge ပေါ့နော် Graven Bridge မြန်ပူပြီးတော့ပါလာမလားပေါ့ဒါပေမဲ့ Graven Bridge မှာပါပဲနဲ့ Alistar ကျွန်တော်ပါလာခဲ့တယ်ဆိုတော့ Magalistar ကလာလေပါဦးသိင်းပြိတက်ကြီးဆိုလို့ကျွန်တော်သိပြောစရာမလိုဘူးပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့တကယ်ဘယ်လိုပြောမလဲဒီ Alistar တို့ဘာလို့ဆိုတာထက်ဟိုပြောပြမယ်ကျွန်တော်က Graven Bridge ကပို့ပြီးတော့လုံးပြနိုင်ခဲ့ပြီးတော့ဗောနော်ဟိုအများကြီးဗျာဟို တိုးတက်လာတဲ့ကစားမလို့တင်တယ်သူပထမဆုံးရောက်စရာဒီနဲ့အခုရာဒီနဲ့ပြီးသွားတဲ့ရာဒီနဲ့ကဘာမှန်ကိုကျွန်တော်မဆိုင်ဘူးသူတို့ပဲအလီစတာကတော့ကျွန်တော်တို့ဒီဟို defensive zone မှာကစားတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်လုံးဝဒါ clutch goal တွေနဲ့ပဲကျွန်တော်ဖြစ်ဖြစ်အမြင်နဲ့မြင်တွေ့ရလေကျွန်တော်ရှိတယ်ဒါအပြင်ကွင်းလေအထိုင်မှာဆိုလို့ရှိရင်လည်းသူကမပါမဖြစ်ကစားမှာပေါ့ဒါကြောင့်လီဗာပူးတင်းရဲ့ကွင်းလေမှာအလီစတာကလည်းအများကြီးအရေးပါခဲ့ပြီးတော့ဒီကစားမှာကတော့ကျွန်တော်တို့ကလက်ရှိစီးရင်တွေကိုပါလာတာဖြစ်တယ်နောက်ထပ်တစ်ယောက်ကကျွန်တော်တို့ Declan Rice ပါ Declan Rice ပါเนาะဆိုတော့ Declan Rice ကတော့လက်ရှိ Arsenal ရဲ့ဒီစီးနေမှာပါလာတဲ့တူဦးလေးသောကစားမပေါ့လေဒီနေရာမှာ Declan Rice နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အနေနဲ့ဘယ်လိုပြောမလို့အာတိတ်ပြီးတော့သဘောမကျရတဲ့သူတွေများတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့အာ Real Madrid ကို2ဂိုးသွင်း free kick ကနေ2ဂိုးသွင်းတာနဲ့ပါရမလားဘာညာပါလဲ။ဒါကလည်းပြောရရင်ဒါ debate လုပ်စရာပေါ့နော်။တခုရှိတာက ဒက်ကလန်ရိုက်စ်တို့ဘာလို့မှမဟုတ်ဘူးပြည်ကျွန်တော်တို့ဒီ6ရောက်စလုံးပြောပြီးသွားလို့ရှိရင်ကျွန်တော်တို့နော်ပါခဲ့တဲ့ကစားမားတွေမပါခဲ့တဲ့ကစားမားတွေကျွန်တော်ထပ်ပြီးတော့ပြောကြည့်အောင်ဆိုတော့ဒက်ကလန်ရိုက်စ်ကကျွန်တော်တို့ဒီနီးပြအာဒီတာရဲ့လက်အောက်မှာသူဘယ်လိုပြောမလဲဝက်ဆမ်းမှာကျင်လင်ခဲ့တဲ့ပုံစံမဟုတ်ဘဲနေပေါ့နော်နံပါတ်6မဟုတ်ဘဲနေနံပါတ်8ရူမှာကစားရင်းနဲ့ performance ကောင်းပြတာသူတို့ပြင်အာဆင်နယ်ရဲ့ကွင်းလေကိုကျွန်တော်ကြည့်ကြည့်လိုက်ရင် consistent အဖြစ်ဆုံးခြေစွမ်းအတိအကျဉ်းဆုံးကစားမားကိုပြပါတော့ rice ပဲနော်အာဆင်နယ်ကိုလည်းအဆင့်နှစ်ရောက်ခဲ့တဲ့အကြောင်းရင်းတွေကတခု ။စာကာတို့ဘာလို့ဆိုလို့ရှိရင်လည်းပဲ injury ပြဿနာတွေကြောင့်အကြာကြီးလက်လွတ်ရတယ်။ Odiga တို့ဘာလို့ဆိုလို့ရှိရင်လည်းပဲဘာမှထူးထူးခြားခြားကြီးကျွန်တော်မလုပ်နိုင်ဘူးပြီးခဲ့တဲ့ရာသီမှာတာမန်ခြေသွမ်းတော်မရှိဘူး။နောက်ပြီးလို့ရှိရင် Thomas Party တို့ဘာလို့ဆိုလို့ရှိရင်တချို့မပါနိုင်တဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်။ဒါပေမဲ့ Declan Rice ကကျတော့ပွဲစဉ်တွေလည်းအများကြီးကစားရတယ်။ performance ကလည်းပေါ့နော် Odiga တို့ပါပါ Odiga တို့မပါပါကျွန်တော်ကြာသွားတဲ့အနေထားမှာကျွန်တော်မရှိဘူး။ဒါကြောင့် Declan Rice နဲ့ပတ်သက်လို့ရှိရင်ဒီလူဒီစရင်မှာပါလာတာကတော့ အများကြီးတော့ဗောနော်ကျွန်တော်တို့နေသားတိတ်ပြီးတော့အဲညင်းစရာလူတဲ့တယ်မှာတော့မပါဘူးကစားမဖြစ်သေးရဲ့ quality ကိုကျွန်တော်ကြည့်ရင်ဒါပေမဲ့လို့ကြံခဲ့တဲ့ကစားမိုက်နဲ့ရှင်တဲ့အခါမှာ debate လို့လို့ကျွန်တော်ရတယ်။ Okay နောက်တစ်ယောက်ကိုကျွန်တော်ဆက်သွားအောင်ဒါကတော့ကျွန်တော်တို့သားအဲ crew farm ပေါ့လေ farm ကကျွန်တော် premier league ပထမရာသီဝက်လောက်ပဲကျွန်တော်တို့ကောင်းတာ။နော် farm ကဒါပေမဲ့လို့လက်ရှိ Chelsea ဘက်ကိုကျွန်တော်တို့ကြည့်ရင်ကျွန်တော်ကဗောနော်ကိုင်စီတို့ဘာလို့ကိုပို့ပြီးတော့ပါစေခြင်းကဗောကျွန်တော်ကိုင်စီတို့ဆိုတာက Chelsea တင်းရဲ့အကောင်ဆုံးကစားမဗျာ။ ိုးပါမာကပြီးခဲ့တဲ့ယာဒီကအဲ့လိုမဟုတ်ခဲ့ဘူးပါမာနေနဲ့ပထမယာဒီဘက်လောက်ပဲဖြစ်ပြီးတော့ဒုတိယယာဒီဘက်မှာဆိုလို့ရှိရင်သူတော်တော်လေးတိုင်ပတ်သွားတဲ့နေရာမှာပါတယ်ဒါတော့မှ Chelsea က Champions League တွေပါတယ်ဝင်ခွင့်ရပြီးတော့ဒီဗာလဲ Conference League တွေပါတယ်ရတဲ့အခါမှာပါမာရဲ့ဆွမ်းဆောင်ရည်ကိုကျွန်တော်ပြန်မြင်ရတာဂျားထဲမှာတော်တော်ကိုပျောက်သွားတော့ခိုးပါမာက သူရဲ့ဘောနော်ဆဆချင်းရောက်ဆရာဒီကလိုမျိုးတအားကောင်းတဲ့ performance တွေကျွန်တော်မမြင်ရဘူးပိုချက်တီနိုလက်အောက်ကလိုမျိုးဘောနော်ဒါပေမဲ့လို့အဲ့ဒီတော့ကပါမာတယောက်ပဲကောင်းတာအခုက Chelsea ကအသင်းလိုက်တူးတက်လာတဲ့အနေထားမှာပါမာချီသွင်းမပြနိုင်တောင်မှတိတ်ပြီးတော့ပြဿနာမရှိတဲ့ပွဲစဉ်တွေကြုံခဲ့ရတာဒါကြောင့်ခရူပါမာရဲ့ performance တွေကထင်သလောက်ထိကျွန်တော်တို့မမြင်ခဲ့ရဘူးဒါပေမဲ့လို့ဒီလူစင်းမှာကျွန်တော်တို့ပါလာတယ်နော်နောက်တစ်ယောက်က Bruno Fernandes Fernandes ကတော့ပြပြောမလဲဟိုသူဥဆောင်တဲ့အသင်းကိုအဆင့်15နဲ့ ယာဒီတိန်းနိုင်ခဲ့ရတဲ့ဘာညာဆိုတဲ့ခါကျတော့အဲတိတ်ပြီးတော့ပေါ့နော်သဘောမကျရတဲ့သူတွေများတယ်ဒါပေမဲ့လည်းလို့လောလောဆယ်မှာဆိုလို့ရှိရင်ဖာနန်ဒက်ရဲ့ဆွမ်းဆောင်ကြီးကကျွန်တော်တို့မြေယူနေကန်လုတ်ပြီးနေလို့မရဘူးเนาะဘရူနိုဖာနန်ဒက်ကတရာဒီလုံးနှီးပါဆိုလို့ကျွန်တော်တို့ပေါ့နော်ယူနိုက်တက်တွေကျွန်တော်တို့ကောင်းခဲ့တဲ့နေရာမှာပါတယ်ပရီးမီးယားလိမှာတော့ဒီအခြေအနေရဒီစုတွက်ကသူ့ထက်ပို့ပြီးတော့အများကြီးကောင်းတဲ့ကစားမတွေရှိတာဗောလေခုနကပြောတဲ့ဆာလာတို့ဘာလို့ဆိုတာမျိုးကဒီစုကိုရမှာပဲအီဆက်တို့ဘာလို့ဆိုတာမျိုးကဒီစုကိုကျွန်တော်ရမှာပဲအဲမဲ့ဘရူနိုဖာနန်ဒက်အနေနဲ့စုပ်ပြက်တက်လာပါပြီဆိုတဲ့အသင်းမှာ လုံးဝပေါ့နော်ကျွန်တော်သူ့ရဲ့ဒီဆွမ်းဆောင်ရည်ဒီအပြည့်အဝနဲ့ဒီအတင်းကိုဆွဲတင်ခဲ့တာတော်တော်ကိုကျွန်တော်အနေနဲ့အများကြီးပေါ့နော်သူ့ရဲ့ twin ကိုတွေသူ့ဖန်တီးမှုတွေသူ့ပါဝင်ပတ်သက်ခဲ့တဲ့ဂိုးရီတွက်တွေကဒီအတင်းဒီလောက်ထိအမှတ်ရနေခဲ့ရတဲ့အကြောင်းရင်းပဲ finance တာမရှိဘူးဆိုလို့ရှိရင် united ဟာတော်တော်ကြီးကိုတိုင်ပတ်သွားမှာဒီတက်ပို့ပြီးတော့စိုးမှာအဆင့်15တောင်စိုးလာပြီးဒီတက်ပို့ဆိုရင်တန်းစင်းုံပဲကျွန်တော်ရှိရတာအဲဒါကြောင့်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင် queen league စာမဖြစ်တဲ့ bruno finance ကအရင်လို့ နံပါတ်10ရူတွေဘာတွေလဲကျွန်တော်တို့ဘောနော်ကစားခဲ့ရတာကျွန်တော်မဟုတ်ဘူးဒါပေမဲ့လို့တော်တော်ကြီးကို performance ကပြခဲ့တယ် United ကိုရောက်ကြတဲ့ကဒါသူ့ရဲ့ဒုတိယမြောက်အကောင်းဆုံးယာယီလို့တော့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လို့ဘောနော်အသင်းလိုက်ရအဆင့်15နဲ့ယာယီတင်းခဲ့တယ်ဆိုတဲ့ခါကျတော့ဒီစုအတွက်မှာကမျောလင်းချက်ကမရှိဘူးနောက်ထပ်တစ်ယောက်က Exet ပါ Alexander Exet ကတော့ဒီယာယီမှာ injury ပြဿနာတချို့သူနည်းနည်းကြုံနေဒါပေမဲ့လို့ဘောနော်သူ့ရဲ့ဘယ်လိုပြောမလဲဆွမ်းဆောင်ရေးကတပီးခဲ့တဲ့ယာယီမှာအကောင်းဆုံးတိုက်စစ်မှုလို့တော့ကျွန်တော်ပြောလို့ရတယ်ဗျာ ရီးမားလေးပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်ကျွန်တော်တို့23ခုတည်းတူရတယ်နော်34ပွဲမှာ34ပွဲနော်34ပွဲမှာ23ခုတိတူတွင်းတယ်ကျွန်တော်တို့ဒါ6ခုဖန်တီးတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါကိုကျွန်တော်တို့ကြည့်ရင်ဗျာ930နီးပါးဒီပါဝင်ပတ်သက်မှုရှိတယ်ဒါဟာတော်တော်ကောင်းတဲ့နေထားပါနျူကာဆယ်ကိုလည်း Champions League ဝင်ခွင့်ရအောင်ပြန်လုပ်ပေးနိုင်ခဲ့တယ်ပရမရာဒီကလို့သူရောက်စရာဒီကလို့မျိုး injury တွေတိတ်ကြုံလာခြင်းကျွန်တော်မရှိတော့ဘူးအာတကယ်ကောင်းပါတယ်ဆိုတဲ့နောက်တန်းနေနဲ့တွေ့လေပဲသူ performance တွေကိုကျွန်တော်မြင်ရတယ် เนาะ performance ဒီကိုကျွန်တော်မြင်ရတယ်။ဒါကြောင့်ဒီမှာကျွန်တော် Alexander Isak ရဲ့ခြေစွမ်းတွေကလည်းဟိုတော်တော်ကြီးကိုကောင်းခဲ့ပြီးတော့ပြီးခဲ့တဲ့ Premier League ရာသီရဲ့အကောင်းဆုံးတိုက်စစ်မှုလို့ကိုကျွန်တော်ပြောရမယ်ပေါ့နော်။အဲကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီ Isak ကဒီစီးရင်မှာပါခဲ့တာတော်တော်ကြီးကိုထိုက်တန်ပါတယ်။အကယ်လို့ Mohamed Salah ကိုစိန်ခေါ်နေတဲ့သူဒီစုအတွက်ပေါ့နော်။ Salah ကိုစိန်ခေါ်နေတဲ့သူဆိုလို့ရှိရင် Isak လောက်ပဲကျွန်တော်ဖြစ်တင်တယ်။ဆိုတော့ဒါကလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ PFA တနှစ်တာအကောင့်ကစားသမားပေါ့နော် PFA Players Play of the Year ဆုအတွက် ဒါနောက်6ရွေးထားတဲ့ကျွန်တော်တို့ဒါလူစင်း6ယောက် ပေါ့ဗျာဆိုတော့ဒီထဲမှာကျွန်တော်မပါခဲ့တဲ့ exam တွေကိုကျွန်တော်ကြည့်ကြည့်အောင်မပါခဲ့တဲ့ exam တွေထဲမှာဆိုလို့ရှိရင်ဘယ်ပြောမလဲကျွန်တော်ခုနကပြောတဲ့ကိုင်စီတူပေါ့နော်ပြောမလားကိုင်စီတူကပထမပထမရာသီကလို့မဟုတ်ဘူးဗျာသိလားသူတော်တော်ကိုအချိန်ကြီးကောင်းနေတယ်မှာပါတယ်ခုနကပြောတော့ဒီဟိုကိုင်စီတူ sorry ကိုင်စီတူရဲ့ performance ကိုကျွန်တော်တို့ကြည့်ချယ်ဆီအသင်းတသိန်းလုံးတော့ချယ်ဆီအသင်းတသိန်းလုံးမှာကျွန်တော်တို့ဒီအတင်းငင်းလုံးကစားမတယောက်ကိုပြောပါဆိုလို့ရှိရင် ကျွန်တော်တို့ကကိုင်စီတို့ပဲကိုင်စီတို့ပါပြီးတော့ခရိုးပါမှာမပါခဲ့ရမှာတကယ်မဲ့ဖာမာတို့ပါတော့ကကိုင်စီတို့နဲ့ရှင်အဲ့လောက်မဟုတ်တော့ဘူး။ဒါကျွန်တော်ဖာမာနေနဲ့ဗျာကျွန်တော်တို့လက်ရှိသူ့အခြေသွန်းအပြာသွန်းကျွန်တော်တို့အခြေအနေကိုပြောပါဆိုလို့ရှိရင်ယာဒီယာဒီပထမဝက်ပဲအဲ့ပထမဝက်တောင်မှမင်းပွဲအများကြီးမဟုတ်ဘူး။ဒါပေမဲ့ကိုင်စီတို့ကကျွန်တော်တစ်လျှောက်လုံးဆိုသူတို့ကျွန်တော်တို့ကောင်းပြလာတာ။နော်ဆိုတော့ချယ်ဆီချယ်ဆီတောင်မှသူအကောင်ဆုံးကစားမရတာမလား။ချယ်ဆီတင်းရဲ့အကောင်ဆုံးကစားမဆူသူပဲရတာမလား။ဆိုတော့ဒါကြောင့်ကိုင်စီတို့မပါတာက တော်တော်လေးကိုကျွန်တော် ပြဿနာကြီးတယ်ဗောနော်။ဘာလို့လဲဆိုတော့ဒါပါတဲ့နဲ့အနည်းဆုံးတော့ရတာမရတာထက်ဒီစရင်စရင်ထဲမှာတော့ဗောနော်ကျွန်တော်ပါတဲ့နဲ့တည်းမှာပါတယ်။နောက်တစ်ယောက်ကကျွန်တော်အနေနဲ့တော့ဘာဂျေဗန်တိုက်ဗော။နော်ဘာဂျေဗန်တိုက်ဗောဘန်တိုက်အနေနဲ့ပရီးမီးယားလေးကိုကျွန်တော်ကစုခူးသွားလေပါဦးစုခူးနိုင်နေတဲ့မှာသူ့ရဲ့33နှစ်ရွယ်ခြေစွမ်းဟာကြမသွားအောင်သူထိမ့်ပြီးတော့ပြနေတော့မယ်။ဆာလာတို့ကနော်လုံးဝအောက်ပဖော်မလုပ်ပြထားတာဖြစ်တဲ့အတွက်သူတို့တွေကပို့ပြီးတော့ပါလာမှာကွင်းလင်ပါဂရီဗန်ဘတ်တို့ကျွန်တော်တို့ပါလာမှာလက်ရှိပေါ့နော် အလစ်စတာတို့ပါလာတာအများကြီးအံ့ဩစရာမရှိဘူးဒါပေမဲ့ဗန်တိုက်ကတော့အနည်းဆုံးတော့စုမရဘူးဆိုလို့ရှိရင်ဒါပြဿနာမရှိသေးဘူးဗျာဒါပေမဲ့လို့လူစင်းနေတော့အတိုင်းအတာတစ်ခုပြီးပါသိနေတယ်မှာဟိုထင်နေပေါ့နော်အဲ့လောက်ကြည့်ကြည့်ကျွန်တော်တို့အနေနဲ့ဟိုဗန်တိုက်တို့ပါလို့ဆိုတကယ်တကယ်ဖြစ်ဖြစ်ခဲ့သင့်တာပေါ့နော်ဗန်တိုက်တို့ဆိုလို့ရှိရင်ဒီလူစင်းနေတော့အနည်းဆုံးဆိုလို့ကျွန်တော်တို့သာပါခဲ့သင့်နေတယ်မှာကျွန်တော်ပါတယ်နော်ဆိုတော့ဒါကြောင့်လောလောတင်မှာဆိုလို့ရှိရင်ဒီဘာဂျယ်ဗန်တိုက်နဲ့ဂိုင်စီတို့မပါတာကတော်တော်လေးကိုပေါ့နော်တော်တော်လေးကိုကျွန်တော်တို့အနေနဲ့သာပြောစရာဖြစ်တယ်နောက်တစ်ယောက်က ဟိုဘယ်လိုပြောမလဲသူအတင်းကတော့လေလူသိမသိဟိုလူသိမသိဘူးတယ်ဗါလဲသူအတင်းကကျွန်တော်တို့ဒီ top 6အတင်းကြီးတွေမှာကျွန်တော်မပါတာရယ် Champions League ဝင်ခွင့်နဲ့ကက်ကက်လေးလွဲသွားတာရယ်ကြောင့်ဟိုသိပြီးတော့မပြောကြတာအဲ့ဒါဘာသူလဲဆိုတော့ Yuris Tillemans ပေါ့နော် Tillemans ကတော့ပြီးခဲ့တဲ့ရာသီမှာသူတော်တော်ကိုကောင်းခဲ့တယ်လို့ကျွန်တော်တင်တော်တော်ကြီးကိုကောင်းခဲ့တာ Aston Villa ခွင့်လယ်မှာတော်တော်ကြီးကိုကောင်းခဲ့တာ Onana တို့ဘာလို့တောင်းပါပေါ့နော် injury တွေကြောင့်လွဲခဲ့ရတဲ့ပွဲစဉ်တွေကျွန်တော်တို့ရှိတယ်ပြလို့ရှိရင်ကျွန်တော်ကာမာရာတို့ဘာလို့ဆိုလို့ချင်းလည်းပဲယာဒီကုန်ငယ်ကြီးမှပြန်ပါလာတဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ် ။အဲမျိုး Yuri Telemans နေနဲ့ကွင်းလေကိုသူတော်တော်ကောင်းကောင်းကိုကစားပြသွားတာ။နော်ပြီးလို့ရှိရင်ကျွန်တော်တို့နေနဲ့ Morgan Rogers တို့ပါတော့ကောင်းတာမှန်တယ်။ဒါပေမဲ့အဲ့ဒါယာစီစတော့မှာတော်တော်ကောင်းပြီးတော့နောက်ပိုင်းမှာဖျားရှုသွားတာ။ Yuri Telemans ဟာ twin goal တွေဖန်တီးမှုတွေမှာအဲ့လောက်ထိပါဝင်ပတ်သက်မှုမရှိဘူး။ဒါပေမဲ့သူကွင်းလေကစားတဲ့နေရာမှာတော်တော်ကြီးကိုကျွန်တော်ကောင်းခဲ့တာ။တော်တော်ကြီးကိုကျွန်တော်ကောင်းခဲ့တာဗောနော်အဲကြတော့လို့ဒီမှာဆိုလို့ရှိရင် Yuri Telemans ဒီစင်းနဲ့အနည်းဆုံးတော့ဗောနော်စုမရတော့မှဆက်ရင်းနဲ့မှာတော့ကျွန်တော်ပါနိုင်ခဲ့တဲ့နေလို့ကျွန်တော်ထင်တယ် ဆိုတော့ဒါကတော့ဗျာကျွန်တော်အမြင်ရကျွန်တော်တို့ပါပါခဲ့တဲ့နဲ့ကစားမ၃ယောက်ပဲဒီအနည်းဆုံးတော့ဒီစင်းထဲမှာဆိုလို့ရှိရင်ဆိုတော့ခုနကပြောလေ rice တို့ပါလို့ဆိုလို့ရှိရင် rice နဲ့ kai siro ဆိုလို့ရှိရင်ကျွန်တော် kai siro ကိုပို့ပြီးတော့ယူမှာပဲပြည်ရမလား rice ဆိုတာထက် rice ကိုဗျာတော်တော်များများကနောက်ပိုင်းမှာဘယ်ကြမှာပို့ပြီးတော့ပြောလာကြလဲဆိုတော့ real metric ကို free kick နှလုံးသွင်းနဲ့ပွဲပြီးမှာ dragon rice ကအကုန်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုတရားဒီကုံသုံးသမားတွေပါကျွန်တော်ဖြစ်လာတော့တာ rice ဆိုတာနဲ့ kai siro ကအများကြီးပူကောင်းနေကစားမှာ group farmer ရဲ့ performance က ဒုတိယရာသီဝက်ကဘယ်ပြောင်းနေမှန်းကိုကျွန်တော်မသိဘူးဆိုတော့เนาะခိုးပါမာတို့ဘာလို့ထက် Yuri Telemans တို့ကပို့ပြီးတော့ကျွန်တော်ကောင်းတဲ့နေကစားမှာပါခဲ့တဲ့နေကျွန်တော်ကစားမှာပဲเนาะကျွန်တော်ဆိုတော့သူ့ထက်ပေါ့เนาะကျွန်တော်ပို့ကောင်းခဲ့တဲ့ကစားမှာရှိရပြတ်ထားပါတော့ Bandai တို့ဆိုလို့ရှင်လည်းပဲခိုးပါမာထက်စားလို့ရှင်ပို့ပြီးတော့ပါခဲ့တင်တာပဲเนาะဆိုတော့ Genic ကစားမှာတွေ Easer တို့เนาะ Alexa တို့เนาะပြီးလို့ရှင်ကျွန်တော် Bandai တို့ Bruno Fernandes တို့ဆိုတာမျိုးကကိုစီအသင်းတွေမှာထင်းနေအောင်လုတ်ပြထားနေတဲ့ကစားမှာတွေ ယူနိုက်တက်အဆင့်15နဲ့ကျွန်တော်ယာစီသိမ်းခဲ့တဲ့ဒါပေမဲ့ကျွန်တော်တို့ကစားမားတွေရဲ့ performance တွေကိုကြည့်ရင်ကိုယ်လည်းကစားမားဖြစ်တဲ့ Bruno Fernandes ကထင်းနေအောင်ခြေသွမ်းပြနေတာဒါအပြင်ကျွန်တော်တို့တချို့အသင်းကြီးတွေနဲ့ထိတိုက်တွေ့ရတယ်ဆိုလို့ချင်း Fernandes ရဲ့ performance တွေပြီးခဲ့တဲ့ယာစီမှာကတကယ်လို့ပြထားတာတွေကြီးပဲရယ် Isetto ဆိုလို့ချင်းလည်းဒီတိုင်းပဲ Newcastle ကြောင့်ကျွန်တော်ပြောတဲ့အခါမှာ Isetto ရဲ့ခြေသွမ်းတွေကထင်းနေတာ Sala တို့ဆိုပြောကြရမလို့เนาะပြီးလို့ရှင် Alistar တို့ဆိုလည်းဒီတိုင်းပဲဒါတော့တချို့ကစားမားတွေကကျွန်တော်ပြောကိုအသင်းမှာတောင်မှတည်တယ်မလား ဟိုအကောင်းဆုံးကစားမှကျွန်တော်မဟုတ်ကြဘူးဒီမှာပါလာတာကြောင့်ပြောစရာတွေကျွန်တော်အများကြီးဖြစ်နေတာဆိုတော့ညီကလို့နေနေရောဘလူမင်းညလေဒီစင်းနဲ့မှာမပါခဲ့တဲ့ကစားမတွေပါခဲ့တဲ့ကစားမတွေဘယ်သူတွေဖြစ်မယ်ထင်ကြလဲဆွေးနွေးကြပါအောင် comment လေးဒီမှာเนาะဆိုတော့လက်ရှိ2025ခုနှစ်ရဲ့ PFA အကောင်းဆုံးကစားမစုကိုဘယ်သူရသွားလိမ့်မယ်လို့ညီကလို့ထင်ကြလဲဆွေးနွေးကြပါအောင်ကြည့်ရှုပါပြီညီကလို့များလုံးကိုကျေးဇူးများဒီမှာနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ